ဝိမုဒ္ဓတမေဝိမုဒ္ဓမိတိဉာဏဟောတိကိလေသာတို့မှလွံ့လျောသွားတဲ့အခါငါကိလေသာတို့မှလွံ့လျောရပြီဆိုတဲ့ဒီပစ္စောကနာဇောဝတိတိအစဉ်ကြီးဖြစ်ပေါ်လာပြီဖြစ်ပေါ်လာတဲ့အခါမှာနောက်ထပ်ဘာဇောရင်ဖြစ်တဲ့လေခိနာဇတိဝတိတံပြမစရိယကတံကရဏိယနာပရံဣဿတယတိပသနာတိဇာတိပရိသန္တိဒီနိယကျင်ဇာတိဖြစ်တဲ့ခိနာကိုဆုံးပြပြုံးခဲ့လေပြီ မြမစရိယံသန္တနာတော်၌ကျင့်တင်ကျင့်တိုင်းကျမတိဟုသောမြတ်သောအကျင့်ကိုဝတိတန်ကျင့်သုံးရပြီးခဲ့လေပြီကရဏီယံသန္တနာတော်၌ပြုသင်ပြုတိုင်းတဲ့အရိယာမဂ္ဂိစ္စကိုကတံငါပြုလုပ်ရပြီးခဲ့လေပြီသိထတယဤမဉ္ဇံကိုယရှိဖာရခြင်းအကျိုးငှာအပရံတပသောပြုပွဲကိစ္စတွင်နှိမရှိတော်မူဤသောပဇာနာတိကိုယ်ပဲပြပြတိရှိလေ၏ ပရိသန္ဓေဒီနိယချင်းဇာတိတရားကသန္ဒနာမှာအကုန်ဆုံးပြည့်စုံသွားပြီ။သန္ဒနာတော်မှာကျင့်နေကျင့်နေတဲ့မြတ်သောမေဃမြမစရိယခေါ်ဆိုအပ်တဲ့အကျင့်ကိုငါကျင့်သုံးပြီးပြီ။သန္ဒနာတော်မှာပြည့်နေပြည့်နေတဲ့အရိယမဂ္ဂိစ္စကိုငါပြုလုပ်ပြီးပြီ။ဒီမဉ္ဉံကိုရရှိအတွက်နောက်ထပ်တစ်ဖန်ဆက်လက်ပြီးငါပြုလုပ်ကြိုးစားအပ်ထုတ်ဖို့ရမရှိတော့ဘူးလို့ဒီလိုကွက်ကွက်ပြားပြားသိရှိသွားတယ်။ဒီကကြီးတွေလည်းလည်းစဉ်းစားကြည့်တာနော်။ ငါမပရိသတ်နေမှုတရားကြီးကိုမီလို့ကိုကိုရင်သိရရင်ဘလောက်ဝမ်းသာဖို့မကောင်းဘူးလားသိကောင်းနေဩနာတိဒုက္ခမင်းကြီးမှလွတ်အောင်ဘယ်ပုံဘယ်ပန်းပရိသတ်အဖြစ်ရှိကြကြုတ်ပွားများအထောက်အမယ်ဆိုတာကိုဘုရားရှင်ကဒီတုတ်တာမှာဟောနေပါနော်ကဲဆက်ပြီးတော့မြတ်စွာဘုရားဘာဟောလဲသောဧဝံပဇာနန္တိဟိအတုတရထကာမတောပဋိစ္စဣဒ္ဓနာတ္တိဟိအတုတရထဘဝတောပဋိစ္စဣဒ္ဓနာတ္တိ ယေအတုတရတအဝိဇ္ဇသောပတိဉ္စတိတနာတံတိသောထိုယဟံတော်တိအေဝံဤသောပဇာနတိကွယ်ကွယ်ပြပြသိရှိလေ၏ကွယ်ကွယ်ပြပြသိတယ်ဘယ်လိုသိလဲကာမတောကာမတောဝါကိုပရိစ္ဆာအစွပြု၍ယေတရထအခြင်းပူပါမှုတော်တိအတုထင်ရှားဖြစ်ပေါ်၍လာကြလင်ကုန်ရာ၏ဤထိုပူပါမှုတော်တိ တေတောဘူဗံမှုတို့သည်ဣဒာဤအနိမိတ်တစေတောတမတိ၌နတ္တတိထင်ရှားမရှိကြလေကုန်ဘဝတော်ဘဝတော်ကိုပရိစ္ဆာအစွဲပြုဖြင့်ရေတရထအကျဉ်ဘူဗံမှုတို့သည်အတုထင်ရှားဖြစ်ပေါ်၍လာကြလေကုန်ရာဤတေတောဘူဗံမှုတို့သည်ဣဒာဤအနိမိတ်တစေတောတမတိ၌နတ္တတိထင်ရှားမရှိကြလေကုန်အဝိဇ္ဇာတော်ဝိဇ္ဇာတော်ကို ပဋိစ္စအစွဲပြီးရေတရတာအကျင့်ပုဗ္ဗမှုတို့သည်အတုထင်ရှားဖြစ်ပေါ်၍လာကြလေကုန်ရ၏။တိထောပုဗ္ဗမှုတို့သည်ဣဒ္ဓဤအနိမိတ်တစေတောသမားဒီ၌နတ်တန်ကြီးထင်ရှားမရှိကြလေကုန်။ဒီစေတောသမားဒီကိုတော့မြတ်စွာဘုရားကနောက်မှနော်အနုဒရစေတောသမားဒီဆိုပြီးဒီလိုဟောထားပါတယ်နော်။အတားဆုံးအမြတ်ဆုံးဖြစ်တဲ့စေတောသမားဒီပဲ။ပြီးတော့ကာမန္တဝဘဝန္တဝ အဝိဇ္ဇာတော့ဖြစ်တယ်ဒီအတော်ပြတဲ့ကိုအစွန်းပြုတ်ပြီးဖြစ်ပေါ်လာရတဲ့ပူပန်မှုတွေဟာဒီလိုအနိမိတ်ကစေတော်သမာဓိသို့မဟုတ်အနုဒရာပရမနုဒရာစေတော်သမာဓိလို့ခေါ်ဆိုအပ်တယ်ဒီသမာဓိတစ်ခုရရှိနေတဲ့သူတော်ကောင်းရဲ့တန်တန်မှာဒီအတော်ပြတဲ့ကိုအစွန်းပြုတ်ပြီးဖြစ်ပေါ်လာတဲ့ပူပန်မှုတွေရှိအောင်မလားမရှိတော့ဘူးအပုခတ်သိမှနော်ဒီရတာဒီဟုသောအပုခတ်သိမှအရှင်းပြုတ်ပြီးကျင်းလို့တင်ရောက်သွားပြီဒါပေမဲ့တစ်ခုတော့ကြံနေသေးတယ်ဘာကြံလဲ အတိသေဝယံတရဓမ္မတယတိတံဣမမေဝကယံပတိစ္ဆသလယရဏိကသီဝိတပစ္စယတိဣမသလယရဏိကအရဏ၆ပါးနှင့်ဆက်ဆက်ရှင်တွဲလျက်ရှိသောသီဝိတပစ္စယသီဝိတတိထင်ရှားရှိနေခြင်းဒီဟုသော အကြောင်းကြောင့်ထင်ရှားဖြစ်ပေါ်၍လာရသောဣမမေဝကယံဤရူပကယနာမကယကိုပင်လျက်ပတိစ္ဆအစွတ်ပြီး၍ယတိတံတရထအကျဉ်တစ်ခုတည်းသော ပူပန်မှုသည်အတ္တိရှိ ယံခေဝဒရထမတ္တဤတခုတိသောပူပန်မှုမြတ်သည်သာလေအထင်ထင်ရှားရှိပါပေ၏ပူပန်မှုလေးတခုရှိတယ်ဆိုတော့ကဒီပူပန်မှုကတော့ကိရိတန်နဲ့ရှင်တွဲတဲ့ပူပန်မှုမျိုးမဟုတ်ဘူးနော်ခန္ဓာဝဉ္ကြီးကိုရက်ဆောင်နေရတဲ့ဒုက္ခလေးတခုလို့ဆိုလိုပါတယ်ညဇောဗျာကိရိတပြိဋိဘံကဗောဓိမန္တိမှာစံခဲ့ပါတယ်ဒါပေမဲ့55ပါအတွင်းမှာဒီခန္ဓာဝဉ္ကိုမချနိုင်သေးတဲ့အတွက်ဒီခန္ဓာ၅ပါး ယုတ်တရားနံတရားဆိုတဲ့ဒုက္ခကြီးကိုဆက်လက်ပြီးထမ်းဆောင်မနေရဘူးလားထမ်းဆောင်နေရတယ်အဲ့ဒီဒုက္ခလေးတခုတော့ရှိနေသေးတယ်ခန္ဓာ၅ပါးမချုံငင်းသေးတဲ့ဒုက္ခမဖြစ်တော့မချုံငင်းသေးလဲအရဏ၆ပါးနဲ့ရှင်တွဲပြီးဆက်ဆက်ပြီးဖြစ်ပေါ်နေတယ်ဇီဝတင်ကြီးလေးကလည်းရှင်ဆန်းရှိနေသေးတယ်အဲ့ဒီလိုဇီဝတင်ကြီးလေးရှင်ဆန်းရှိခြင်းဒီဟုသောအကြောင်းကြောင့်ဖြစ်ပေါ်လာရတဲ့ဒီရူပကာယနာမကာယဆိုတဲ့ကာယကိုအစွမ်းပြုပြီးဖြစ်ပေါ်လာတဲ့ မူပန်ကြောင့်ကြမှုလေးတစ်ခုပဲရှိနေသေးတယ်။ဒါပေမဲ့ဒီမူပန်ကြောင့်ကြမှုတွေကိလေသာနဲ့ရှင်တွဲနေတဲ့ပူပန်ကြောင့်ကြမှုမျိုးဟုတ်သလား။မဟုတ်ဘူး။ခန္ဓာဝဉ္ကြီးဇမသိနေသေးတဲ့အတွက်ထမ်းဆောင်နေရတဲ့ရှင်ရဲ့ဒုက္ခလေးတစ်ခုသာဖြစ်တယ်။ဒီတော့ဒီယာမတိဟန်တော်ကဘယ်လိုသိလဲ။သောဒုံညာမိတံပညာကတံကာမတောဝါတိပသနာတိလုံညာမိတံတင်ညာကတံဘောဓဝေနာတိပသနာတိ သုညာမိတံတိညာခတအဝိဇ္ဇာတဝေနာတိပသနာတိသောထုယံတော်တိဤတံတိညာခတဤတိညာတိဤအနုဒရစေတောသမတိဟုခေါ်ဆိုအပ်တဲ့တိညာတိကာမတဝေနာကာမတဝမသုညာစိတ်သုံးလျက်ရှိဤတိဤသောပသနာတိကွယ်ပဲပြပြတိဤတံတိညာခတဤအနိမိတအနုဒရစေတောသမတိဟုခေါ်ဆိုအပ်တဲ့တိညာတိ ဘဝတဝိနာဘဝတဝမသုံးညာစိတ်သုံးလျက်ရှိဤသို့ပတ္တနာဒီဘဝပြတ္တိဤဒံတညာကတံဤအနုဒရာစီတောသမာတိဟုခေါ်ဆိုရတဲ့တညာတိအဝိဇ္ဇာတဝိနာအဝိဇ္ဇာတဝမသုံးညာစိတ်သုံးလျက်ရှိဤတိဤသို့ပတ္တနာဒီဘဝပြတ္တိတိဤဒီပရမန္တအနုဒရာစီတောသမာတိလို့ခေါ်ဆိုရတဲ့အထူးသဖြင့်တော့အရတ္တဖို့စိုက်ထားတဲ့ခန္ဓာ၄ပါးကိုအာယုံပြုနေတယ်အဲ့ဒီ၄ပါးကိုအာယုံပြုနေတဲ့အချိန်ခါမှာ ရတ္တဘုံစိတ်အစဉ်ဖြင့်နိဗ္ဗာန်ကိုဇက်တိုက်အာယုန်ပြုနေတဲ့ထိုစိတ်စိတ္တိမှာကာမတဝဘောတဝဝိဇ္ဇတဝတို့မှကင်းစိတ်နေတဲ့သုံညတသဘာဝတွေသင်္ချာရှိနေတယ်။အဲဒီသုံညတသဘာဝကိုဆိုင်နေပြီ။အဋ္ဌိစေဒါပေမဲ့မကင်းစိတ်ဓာလေးတခုတော့ရှိတယ်ဗါလဲ။အဋ္ဌိစေဝိတာအတုံညတယလိတံဣမမေဝကာယပဋိစ္စအတ္တလယရဏိကံစီဝိတာပြစ္ဆယဒီဝိဇ္ဇင်းတွေသင်္ချာရှိခြင်းကြောင့်သာအရဏ၆ပါးနဲ့ဆက်ဆက်နေတဲ့ ဒီရူပကာယနာမကာယကိုအစွန်းပြုပြီးတော့ဒီရူပကာယနာမကာယမှာမစိသုံးခြင်းဆိုတဲ့အတုညတသဘာဝလေးတစ်ခုပဲရှိတော့တယ်။တဖြည်းဖြည်းသုံးညတတွေကတစ်ဆင့်နဲ့တစ်ဆင့်မြင်မလားဘုလား။မြင်လာပြီနော်။ဒါကြောင့်ဣတိယံခောတ္ထနာဟောတိဒိနာတံသုံးညတမနုပတ္တိယံပဏတ္ထဝတိတံဟောတိတံတန္တမိတံအဋ္ဌိတိပသနာတိဣတိဤသို့လျှင်တထထောအနုတ္တရစေတောသမာတိဟုခေါ်ဆိုအပ်သော လုံးညတ္တသဘာဝ၌ယံအကျင့်စိတ်သောမူသည်ယေနအကျင့်ယံအကျင့်သုံးညတ္တသဘောသည်ယေနအကျင့်တရားအကြောင်းတရားကြောင့်နဟောတိမဖြစ်ပေယေနထိုအကြောင်းတရားကြောင့်တန်ထိုသုံးညတ္တသဘာဝကိုသုံးညံစိတ်သောဤဟူ၍သမ္မနုပတ္တိအဖမထတ္တရှိ၍နေပေ၏ယံဘာနာအကျင့်မစိတ်သောနှင့်အတုံညတ္တအတုံညတ္တသဘာဝတိကတထထိုအနိမိတ်တစိတ်သောသမ္မာတိ၌တနည်းတော့ဒီမှာ တဂရာဖွင့်ရပြောမယ်ဆိုရင်တော့အစ္ဆန္ဒသုံးရတ္တပေါ့တကယ်စင်စစ်အချိန်သုံးနေတဲ့သုံးရတ္တသဘာဝပဲနော်တတ္ထာထောအာနိမိတ်တစီတောတမတိအနုဒရာစီတောတမတိအစ္ဆန္ဒသုံးရတ္တသဘာဝ၌ဉာဏ်အခြင်းမစိမ့်သောမူသောဘောတရားသည်အဝတိတ်ခံကျွန်းချလျက်ရှိ၏တန်တန်ထင်ရှားရှိသောတန်ထောမစိမ့်သောနှင့်အသုံးရတ္တသဘာဝကို ဣဒံဤမသိသောဟုအတုညတ္တသဘောတိအဋ္ဌိတိသင်္ချာရှိဟု၏ပဇာနာတိကွယ်ကွယ်ပြပြတိဤသိသောနေတဲ့သဘောဝတိကိုလည်းသိသောနေလို့သိတယ်သိသောနေတဲ့သုံညတ္တသဘောဝတိကိုလည်းသိသောနေတဲ့သုံညတ္တသဘောဝလို့သိတယ်မသိသောနေတဲ့သုံညတ္တသဘောဝကိုအတုညတ္တသဘောဝကိုလည်းမသိသောနေဘူးဆိုတာကိုသင်္ချာချာသိကြတယ်ဘာသာမသိသောလည်း ခန္ဓာငါးပါးယုံဉာဏ်တရားဒီမှမစိတ်သုံးသေးတဲ့သဘာဝလေးတစ်ခုသာရှိတော့တယ်။ဘာရင်စိတ်သုံးနေတယ်လို့ဟောအစကနေပြောင်းပြန်လှန်ပြီးပြောမယ်ဆိုရင်တော့ဘုဗ္ဗံယုံเจ้าကြီးမှာမြတ်စွာဘုရားကဟောတော့ဒီဘုဗ္ဗံယုံเจ้าကြီးမှာဘာရင်ကစိတ်သုံးနေတယ်။ရှင်မင်းသောအစရှိတဲ့တိရစ္ဆာန်လေးမှစိတ်သုံးနေတယ်။အမျက်စုဝေးနေထိုင်နေတဲ့လူတွေလူသားတွေမှလည်းစိတ်သုံးနေတယ်။ အဲဒီကနေစိတ်သုံးမှုတွေတစ်ဆင့်ပြတ်လာလိုက်တာရှင်ဝေမစိတ်သုံးနေတယ်။အဲဒီကနေတစ်ဆင့်ပြတ်လိုက်တော့တောထွက်ပြီ။တောထွက်လိုက်တဲ့ပုဂ္ဂိုလ်မှာရွာဆိုတဲ့အမတ်တင်းများမှစိတ်သုံးနေတယ်၊လူဆိုတဲ့အမတ်တင်းများမှစိတ်သုံးနေတယ်။အဲဒီကနေတစ်ဆင့်ပြတ်လိုက်တော့တောဆိုတဲ့အမတ်တင်းများကစိတ်သုံးနေတယ်၊ပထဝီကိုအာရုံယူလိုက်တယ်နော်။တခါပထဝီကနေတစ်ဆင့်ပြတ်လိုက်တော့ပထဝီဆိုတဲ့အမတ်တင်းများကစိတ်သုံးပြီးနေတယ်။အာကာသနိဇယရဏတင်းများမှစိတ်သုံးနေ၊ဝိညာဉ်နိဇယရဏတင်းများမှစိတ်သုံးနေ။ အာကိဉ္စဉ္ဇယရဏတိညာမအရှင်သုံးတယ်နေဝတိညာနဲ့တိညာရဏတိညာမအရှင်သုံးတယ်အဲဒီကနေရှိတဆင့်တက်လိုက်တော့ဘယောက်သွားလဲအနိမိတ်တစေတောတမတိဆိုတဲ့နေသဒုက္ခအတ္တသူဘဆိုတဲ့သဘာဝတွေမှာအရှင်သုံးနေတဲ့ဝိပဿနာတမတိအရှင်ကုသောပြီအဲဒီကနေရှိတဆင့်တက်လိုက်တဲ့အချိန်ကကြတော့နိဗ္ဗာန်ကိုအရတ္တမအရတ္တဘုံဆက်တည်တဲ့အောင်မြင်တွေ့လိုက်တဲ့အခါဣဇံတတုံညတလို့ခေါ်ဆိုအပ်တဲ့တကယ်စင်စစ်တုံညတသဘာဝတစ်ခုကိုမြင်ပြီးနိဗ္ဗာန်ကိုမြင်ပြီး နိဗ္ဗာန်မှာဘာတွေရှိတယ်ဘာမှမရှိဘူးယုံနာဓမ္မသင်္ခါရတရားတွေဘာမှမရှိတဲ့အတွက်အစ္ဆန္ဒသုံညတလို့ခေါ်ပါတယ်အစ္ဆန္ဒသုံညတဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်စော်လဲမျက်မှောက်ပြုနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမအရတ္တမအရတ္တဖို့တို့တည်ရှိနေတဲ့ယုံနာတဏ္ဍာအစဉ်လေးတော့မကြံဘူးလားကြံနေသေးတယ်အဲ့ဒီယုံနာတဏ္ဍာအစဉ်လေးမှာမစိမ့်ဆုံးတဲ့အသုံညတသဘာဝလေးတစ်ခုပဲရှိတယ်လို့သူကမြင်တယ်နော်ဒါကြောင့်ဒီပုဂ္ဂိုလ်မျိုးကိုမျက်ရှင်ကဘယ်လိုဟောလဲ ယဝံပိသဧသအနန္တယထာဘုရားအဝိပန္နထပရိသုဒ္ဓပရမနုဒ္ဒရာသုညတဝိက္ခန္တိဘောဝတိအနန္တညီဝအနန္တဣဟောပိဤတော်လည်းပဲအတန်ထွယံတော်ယတန္တ၌ယထာဘုရားဟုမှန်တိုင်သောအဝိပန္နထဖောက်ပြမှုမရှိသောပရိသုဒ္ဓတန်ရှင်းစင်ကြဲသော ပရမနုဒရာအတန်းဆုံးအမြန်ဆုံးဖြစ်တဲ့သုံးညတာဝက်ကံဣဒ္ဓသုံးညတာဝက်ကံဒီဤသုံးညတာသဘောတရားရဲ့ထင်ရှားဖြစ်ပေါ်ခြင်းဒီပွဲဒီဖြစ်ပေါ်၍လာပေ၏ပရမနုဒရာသုံးညတာသဘာဝတစ်ခုအတန်းဆုံးအမြန်ဆုံးဖြစ်တဲ့သုံးညတာသဘာဝတစ်ခုထူရန်တော်တန်တမှဖြစ်ပေါ်လာပြီဒီကကြီးလေအဲ့ဒီအတန်းဆုံးအမြန်ဆုံးဖြစ်တဲ့သုံးညတာသဘောသုံးညသဘောသို့ဆိုက်အောင် ြုနိုင်ကြမယ်ဆိုရင်ဒကာကြီးတွေလည်းဩနာတရေဒုက္ခပြိမှမလွတ်နိုင်ဘူးလားမလွတ်နိုင်ဘူးဒါကြောင့်ဘုရားရှင်ကဒီညမှာဗါဆက်ဟောတယ်ယေပိဟိကိစီအနန္တအတိဒမဒ္ဒနာတမနာဝါဗျမနာဟောပရိသုဒ္ဓံပရမနုဒ္ဒရာတုံညတဥပဒ္ဒမေဇာဝိဟရိန်တုသဗ္ဗေတေဣမံယေဟောပရိသုဒ္ဓံပရမနုဒ္ဒရာတုံညတဥပဒ္ဒမေဇာဝိဟရိန်တုအနန္တညီဝအနန္တအတိဒမဒ္ဒနာအတိလောငကဲ့သောအခင်္ဂကာလကာ ယေယေပိကေစီအကျင့်ယေပိကေစီတမနာဝအကျင့်တမနာတို့သည်၎င်းယေပိကေစီပြမနာဝအကျင့်ပြမနာတို့သည်၎င်းပရိသုတ်တံတန်ရှင်းစင်ကြသောပရမန္တရံအတုမရှိအသာဆုံးအမြတ်ဆုံးဖြစ်သောသုညတံသုညတသဘာဝကိုဥပတံပိစပြေဆုံးကရောက်စေ၍ဝိဟရိန်တို့နေထိုင်ကြဘူးကြလေကုန်မည်သဗ္ဗေတိထုခတ်တင်ကုန်သောတမနာပြမနာတို့သည် ပရိတုံတံတန်ရှင်းစဉ်ချက်သောပရမနုဒရအတဆုံးအမြဆုံးဖြစ်သောဣမံယေဝတုံညတံဤတုံညတသဘာဝကိုပင်လင်ဥပတံပစ္စပြည့်စုံကရောက်စဉ်၍ဝိဟရိန်သူနေထိုင်ချက်အဘူးကြလေကုန်မီအတိတ်ကာလကတမနာပြမနာအမည်ရှိတဲ့သူတော်ကောင်းတွေရှိကြပါတယ်နော်ဘုရားယဟန္တာပုဂ္ဂိုလ်ရင်းမိစေကဗုဒ္ဓအရှင်မြတ်ကြီးသောတမနာပြမနာအမည်ရှိတဲ့ယဟန်အရှင်ကောင်းအရှင်မြတ်ကြီးဟာလည်း အတိဘုရားကတုံညတသဘာဝကိုဆိုက်ပြီးတော့နေထိုင်ကြဘူးကြတယ်သူတို့နေထိုင်ကြဘူးတဲ့တုံညတသဘာဝဟာလဲအခုငါမြတ်ဟောခဲ့တဲ့အတန်ဆုံးအမြတ်ဆုံးဖြစ်တဲ့ပရမလုဒ္ဓရလို့ခေါ်ဆိုအပ်တဲ့တုံညတသဘာဝတို့ဒါပြည့်စုံကပ်ရောက်ပြီးနေထိုင်ကြခြင်းဖြစ်တယ်ယေပိယေပိဟိကေစီအာနန္ဒနဂတမထာနသမနာဝါပြမနာဝါယေပိကိစီအာနန္ဒအနဂတမထာနသမနာဝပြမနာဝါ ပရိသုဒ္ဓံပရမန္တုတ္တရံသုညတံဥပတံပိစ္ဆဝိဟရိတံတိသဗ္ဗေတိဣမံယေဝပရိသုဒ္ဓံပရမန္တုတ္တရံသုညတံဥပတံပိစ္ဆဝိဟရိတံတိအာနန္ဒညိဘောအာနန္ဒအနဂတမထနနောအနကကာလ၌ယေဟိကိသိသမနာဝါအကျင့်သမနာထိုတိ၎င်းယေဟိကိသိပြမနာဝါအကျင့်ပြမနာထိုတိ၎င်းပရိသုဒ္ဓံတန်ရှင်းစင်ကြသောပရမန္တုတ္တရံအသာဆုံးအမြတ်ဆုံးဖြစ်သည့် သုံးညတသုံးညတသဘာဝကိုဥပဒံပြစပြေဆုံးကရောက်ခြင်းမြေဝိဟရိတတိနေထိုင်တော်မူကြဝေကုံလတံတပိတေထုကတိကုံသောတမနာပြမနာတို့သည်ပရိလုံတံတန်ခြင်းစင်ကြတော့ပရမနုဒရအတာဆုံးအမြတ်ဆုံးဖြစ်တော်ဣမံယဝသုံးညတဤသုံးညတသဘောကိုပင်လျင်ဥပဒံပြစပြေဆုံးကရောက်ခြင်းမြေဝိဟရိတတိနေထိုင်တော်မူကြဝေကုံလတံနောနဂကလမှာ အတုမရှိအတန်ဆုံးအမြတ်ဆုံးဖြစ်တဲ့ဒီအနုဒရသုံးညတသဘောဝတစ်ခုကိုဆက်ရောက်ပြီးနေတော်မူမဲ့သမဏမြမဏအမည်ရှိတဲ့သရောကောင်းတွေလည်းရှိကြပါရဲ့ထိုသမဏမြမဏအမည်ရှိတဲ့သရောကောင်းတွေဟာလည်းခုငါပြောဟုတ်ခဲ့တဲ့အတန်ဆုံးအမြတ်ဆုံးဖြစ်တဲ့ဒီအတုမရှိတဲ့အနုဒရသုံးညတသဘောဝကိုတန်လည်းပြည့်စုံကပ်ရောက်ပြီးတော့နေထိုင်တော်မူကြမှာဖြစ်ပါရဲ့ယေမိဟိကိစီအာနန္ဒဣတရဟိသမဏဝါပြမဏဝါပရိသုဒ္ဓံ ပရမနုဒ္ဒရံသုံးညတံဥပါဒံမေဇဝိဟရံတိသဗ္ဗေတိဣမံယေဝပရိသုဒ္ဓံပရမနုဒ္ဒရံသုံးညတံဥပါဒံမေဇဝိဟရံတိအနန္တညိဘအနန္တဣတေဣယခုပြစ္ဆုတ်ပန်း၌လည်းပဲယေဟိကေစီတမနာဝအခြင်းတမနာတို့ဒီလကောယေဟိကေစီပြမနာဝအခြင်းပြမနာတို့ဒီလကောပရိသုဒ္ဓံတန်ရှင်းရှင်းကျဲသော ပရမလုံတရအတုမရှိအတာဆုံးအမြတ်ဆုံးဖြစ်သောတုံညတတုံညတသဘာဝသို့ဥပတံပိစာမြင့်ဆုံးကရောက်စေ၍ဝိသရဏိနေထိုင်ကြစေဖြစ်ကြပေကုန်၏သဗ္ဗေတိဒုက္ခတိကုသတမနာပြမနာတို့သည်ပရိလောကံတန်ခြင်းစင်ကြသောပရမလုံတရအတုမရှိအတာဆုံးအမြတ်ဆုံးဖြစ်သောဣမံယေဝတုံညတဤတုံညတသဘာဝကိုပင်လေဥပတံပိစာမြင့်ဆုံးကရောက်စေ၍ဝိသရဏိနေထိုင်ကြကုပေကုန်၏ ယခုမစ္ဆုပ္ပန်မှာအနာဆုံးအမြတ်ဆုံးဖြစ်တဲ့သင်္ကြန်သင်ရှင်းတဲ့ဒီအနုဒရဘုံညတသဘာဝကိုပြည့်စုံကြောက်ပြီးနေထိုင်ကြတဲ့သမဏဗျမဏဒီလည်းရှိကြတယ်။ထိုသမဏဗျမဏတွေကလည်းခုငါဖျားဟောခဲ့တဲ့သင်ရှင်းသင်္ကြန်နေတဲ့အနာဆုံးအမြတ်ဆုံးဖြစ်တဲ့သုံးညတသဘာဝကိုပဲပြည့်စုံကြောက်ပြီးတော့နေထိုင်ကြခြင်းပဲဖြစ်တယ်။ဒီတဲ့သံလွန်နေတဲ့သုံးညတသဘာဝနဲ့နေနိုင်တဲ့အဆင့်ဆိုတာရှိသလားမရှိဘူးတဲ့ဒါအနာဆုံးအမြတ်ဆုံးပဲနော်။ ထကြောင်တသမတိယအနန္တပရိသုဒ္ဓပရမနုဒ္ဒရာတုညံတံဥပတံပိဇဝိဟရိတမတိယံယောအနန္တတခိတဗံအနန္တညီဝအနန္တတသမထို့ကြောင့်ဒုမေတသမထို့ကြောင့်ဤဟံဤသန္တနာတော်များအတွင်း၌ပရိသုဒ္ဓံတန်ရှင်းစင်ကြသောပရမနုဒ္ဒရာအတုမေရှိအတန်ဆုံးအမြတ်ဆုံးဖြစ်သောတုညံတံတုညံတသဘာဝတို့ မယံငါတို့နိဥပသံမိစ္ဆာပြည့်စုံကံရောက်စေ၍ဝိဟရိသမနေထိုင်ကြပါကုန်အဣတိဧဝံဤသို့လျင်ဟောတင်ခြင်းသားတို့သည်တတိတဗံကျင့်ကြံကြိုးကိုပွားများအထောက်ကြဇမ္မာမြတ်စွာဘုရားကတိုက်တွန်းနေနော်ဒီနဲ့ကောင်းနေတဲ့ဒီနဲ့ကောင်းနေတဲ့သုံးညတတဘာဝဆိုတာရှိသေးလားမရှိတော့ဘူးဒါဟာအတန်ဆုံးအမြတ်ဆုံးဖြစ်တဲ့သုံးညတတဘာဝတစ်ခုပဲဒါကြောင့်တင်ခြင်းသားတို့တခင်ဗျာငါဘုရားကဟောခဲ့တဲ့ မှန်ရှင်းစင်ကြင်နေတဲ့အတုမရှိအတားဆုံးအမြဆုံးဖြစ်တဲ့သုံးညတသဘာဝသို့ဆက်ရောက်ပြီးထိုသုံးညတသဘာဝဖြင့်ပြည့်စုံပြီးနေထိုင်ကြမယ်လို့ဒီလိုသင်္ကြန်တို့တစ်ထွေပြည့်ညာချုပ်ကိုပေါင်းအထုကြပါဆိုပြီးတော့မြတ်စွာဘုရားကတိုက်တွန်းပါတယ်နော်အဲ့ဒီတိုက်တွန်းတော်မူချက်ကရှင်အနန္ဒကုရုမြတ်ကိုတိုက်တွန်းတော်လဲဦးဇင်းတို့သာသနာတော်မှာတည်ရှိနေတဲ့ယဟန်တော်အလုံးနဲ့သာသနာတော်ကိုကြီးညိုလေးစားနေတဲ့ကရောကောင်းအလုံးကိုတိုက်တွန်းခြင်းနဲ့အတူတူပဲဖြစ်ပါတယ် ဒီတန်တုံးချက်ကိုဥထေရပန်ဆင်ပြီးတော့ရှင်အနန္ဒကုရုမြတ်ကလည်းကြိုးစားအထုလိုက်တယ်မြတ်စွာဘုရားပြိဋိဘန်ဆန္ဒတော်မူပြီးတဲ့နောက်ပထမတင်္ဂဟနတင်ပွဲကြီးကျင်းပါတော်မူမြတ်ရမှာပဲအရတ္တဖို့ဆိုင်သွားတော့အတန်ဆုံးအမြတ်ဆုံးဖြစ်တဲ့အနုတ္တသုံးရတ္တသဘာဝကိုဆိုင်သွားတယ်အလားတူပဲဘုန်းကြီးဒီတုတ်တံဒီဒေသတုံးကဟောခဲ့တဲ့မောဂရာဇမထေရကလည်းဒီအနုတ္တသုံးရတ္တသဘာဝကိုဆိုင်အောင် တရားနာရင်ဖြင့်ကြိုးစားအထုတ်တဲ့အတွက်အရတ္တကိုတည်ခဲ့ပါတယ်နော်ဒီတော့ဒီသုတ်တံကိုဖတ်ရှုနေတဲ့ခုဖြစ်ပုဂ္ဂိုလ်တွေဒီသုတ်တံကိုကျမ်းနာကိုရည်ရှိတဲ့ခုဖြစ်ပုဂ္ဂိုလ်တွေထဲမှာလဲဒီသုတ်တံကို ကြီးညိုတဲ့အတွက်အသက်ဆုံးပြီးတော့ကြိုးစားအထုတ်ရတဲ့သူတော်ကောင်းတွေလည်းရှိကြပါတယ်နော်ဘုန်းကြီးကြီးညိုနှုတ်လို့သူပုဂ္ဂိုလ်အကြောင်းတော့နည်းနည်းလေးပြောချင်ပါတယ်ဒီပုဂ္ဂိုလ်ဘုန်းကြီးသေဟောသွားတဲ့အချိန်ကတည်းကသူ့ကိုမတွေ့ခဲ့ရပါဘူး တွေးခွင့်မရခဲ့ဘူးဆိုကြတော့နော်ဘွာအစိတ်တော့ကြုံနေပြီလို့တော့သိရပါတယ်ဒိမတ်ကဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်ဒိမတ်လူမျိုးဒိမတ်အမျိုးသားဖြစ်တယ်ဒီသုတ်တံကိုဖတ်ချုပ်ပြီးကြည်ညိုလို့တော့ထွက်ပြီးတော့တော်ရဲမှာပဲသွားနေတယ်တော်ရဲနေလိုက်တဲ့အချိန်ခါမှာကြောတုံးကြောက်ဆောင်နေရှိကြပါတယ်ကြောတုံးကြောက်ဆောင်အောက်မှာအသိအတဲ့ကာယံပြီးတော့တိုင်မရှိအမိုးမရှိတဲ့ကြောက်တော့အောက်မှာပဲဒီလိုတောထွက်ပြီးနေထိုင်တယ် တခါတည်းံတဲလေးကြီးထုတ်ပြီးနေတယ်။ဒီရက်ကလေးမိုးပြီးနေတော့အခင်းမရှိဘူးမြေကြီးမှာကုပ်ပြက်ကလေးတစ်ခုဖြာပြီးသုံးဖက်မှာကံရံပြီးတစ်ဖက်ကတန်ငန်းလေးကပ်ပြီးတော့ဒီလိုပဲတော်နေမှာနေတာနှစ်ပေါင်းတော်ကြာသွားပြီ။ဒီနေ့မှဘာဖြစ်လာသလဲ။ဆုံးခံသွားရင်ပေါ့တော်တယ်မှာဆင်းရဲနေတဲ့တွေ့တော့ဆင်းရဲကနေပြီးတော့နင်းပြီးခြေလိုက်တာပုံကြီးကျိုးသွား ပေါင်ကျိုးသွားတော့လေကျိုးသွားတဲ့အတိုင်းပဲဒီလိုပဲနေပါတယ်ဘယ်လို့မှလည်းမမြင်ဘူးပေါင်ကျိုးတဲ့ယတနာကြောင့်ဖြစ်ပေါ်လာရတဲ့ဆင်းရဲဒုက္ခကတော့တိတ်မကြီးကြဘူးသို့တော်လေသွေးရည်ထွက်သွားတဲ့အတွက်သွေးရည်ကိုလာစားတဲ့ဗရုစိတ်ကြီးကြိုက်တဲ့တန်ချက်ကပို့ပြီးတော့ခံရခက်နေတယ်နှင်းရလောက်ကြာသွားတယ်နှင်းရလောက်ကြာတဲ့အချိန်ကကျတော့မှဒေါ်လာတဲ့တက္ကသိုလ်ကတွေ့လို့ပွင့်ချပြီးဆင်းရုံတင်လိုက်တော့ဆင်းရုံမှာကုသတော်ပျောက်ကင်းသွားပြီးသူကြတော့ရောက်ကင်းတဲ့နေ့ဒီတော်တဲ့ဒုက္ခပြန်လာတာပဲအသက်သွင်းခြင်း သိပါသည်ဒီသုံးရတ္တဘာဝကိုတော့ငါရအောင်ကျူးစံအထုတ်မယ်ဆိုတဲ့ဇွဲလုံးလဝရိယနဲ့ကျူးစံနေပါတယ်နော်ဒါကြောင့်ဒီလောကမှာဒီသုံးရတ္တဘာဝကိုသာခုလိုမြင်အောင်ကျူးစံနိုင်ခဲ့ရင်ဘာဖြစ်မလဲသုံးရတ္တလောကံအဝေခဲသူ မောဃရာဇတရာတ္တော အတ္တတုတိထိဥဟိသယံမိစုတရောတိယာ ယောလောကံအဝေခန္တံမိစုရာဇာနာပတတိမောဂရဇာတကားတော်မောဂရဇာယတိသရာနိယောညင်ပါပေခမပြခတိန်သောအခါကလ၌တန်တော်တတိပရံတရား၄ပါးအစဉ်ပွားလျက်တန်တော်တတိပရံတရား၄ပါးအစဉ်ပွားလျက်ထင်းလင်းသောတတိနှင့်ပြည့်စုံသည့်ဖြစ်၍အတ္တလူဒိဋ္ဌိအတ္တဟုအစဉ်ပြည့်စွာသောသက္ကာယဒိဋ္ဌိတရားကို ဥဟိသနာမရူပပရိစေရညာပြည့်စည်ပရိကညံတို့ဖြင့်နှုတ်ပြပဲခွာ၍လောကံဒုက္ခသစ္စာသမုဒိယသစ္စာဟုသိယောက်သာဓမ္မသင်္ခါရလောကကိုလုံးညာတော်၊သုံးညာတော်ဘောအဖြင့်အဝေခေတုဝိပဿနာဉာဏ်ပညာဆက်ကိုဖြင့်စေစေငုံကိုကြည့်ကျူးစဉ်ဖြင့်ရှုပါသုံးသပါလိလော။ဤသောရှုပါသုံးသနိုင်ခဲ့သည်ရှိသော မေတ္တရာ30နိုင်ငံပိုင်ဆိုင်စွန်းင်းရှင်းသိမင်းကိုကြွလာလွန်မြောက်နိုင်သည်တရားဖြစ်လျာ၏ယေဝံဤသောရှုဘသုံးသာနိုင်ခြင်းဖြင့်ရှိသောယေဝံဤသောလောကံဒုက္ခသစ္စာသမှုရာသစ္စာဟုသည့်ယုံနာဓမ္မသင်္ခါရလောကကိုလုံညာတော်လုံညာသဘောအဖြစ်အဝေခန္တံဝိပဒနာညာပညာစကုဖြင့်စစ်စစ်ငုံငုံကြည့်ရှုစဉ်ရှုဘသုံးသာလျက်ရှိသောသူကို မေဇူရာဇာ32နိုင်ငံပိုင်းဆံဆိုနေရှင်သင်မင်းဒီနဘတတိဘေရောမမမြင်နိုင်ပါပဲတည်းရှင်သင်မင်းမမြင်နိုင်တဲ့ဘက်ကမဖြစ်နိုင်ဘူးလားဖြစ်ပြီဘယ်ခါမှလဲဒီယုံနဲ့တော့ခုလိုအတားဆုံးအမြတ်ဆုံးဖြစ်တဲ့သုံးညတတဘာဝဆိုင်အောင်သုံးညဖြစ်အောင်လောကကိုကြီးနိုင်ခဲ့ရင်ရှင်သင်မင်းမမြင်နိုင်တဲ့ဘက်ကဘယ်ခါဖြစ်မလဲလို့မေးတော့အရတ္တမအရတ္တဖို့တီးလို့ပြိဋိဘံစံမီဆိုကြတော့နော်ပြိဋိဘံကသူ့ရဲ့နောက်ဆွယ်၌ ခန္ဓာ၅ပါးယုံနာတရားတို့ရဲ့နောက်တစ်ဖန်မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ခြင်းသွားတဲ့အတွက်နောက်ထပ်ခန္ဓာ၅ပါးယုံနာတရားမရှိတော့ဘူးဆိုရင်နောက်ထပ်ပရိသန္တိနေမှုရှိအောင်မလားမရှိတော့နောက်ထပ်ပရိသန္တိမနေရရင်နောက်ထပ်အိုမှုနာမှုသိမှုဆိုတာကိုရှိအောင်မလားမရှိတော့ဘူးရှင်သင်မင်းရှားပွေလို့တွေ့သေးလားမတွေ့တော့ရှင်သင်မင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်အရှင်းတော့မရောက်ဘူးလားရောက်ပြီဒါကြောင့်ဒီနေ့တရားနာပရိသတ်အပေါင်းတော်ကောင်းတို့လည်း လောကကြီးကိုသုံးညဆိုင်အောင်ကြည်ကြပါလောကကိုသုံးညဆိုင်အောင်ရှင်သူတော်ကောင်းကဲ့သို့ကြည်ကြံကြွကိုဘွားများအထုံနိုင်ကြမယ်ဆိုရင်ရှင်သင်မင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်ပါတယ်ဒါကြောင့်ဖြစ်အောင်ကြိုးစားပါလို့တိုင်ကျွင်းရင်ဖြင့်တရားသိကြစို့နော်ရှင်ဓမ္မကမိဘဗ္ဗေစိတ်သို့တန်တော်ကမိရရှင်တကာဒေတုံမီပြနုသိခာဟောဘဗ္ဗေစိတာသူပေတလား ။တန်တော်ဘုရားအလျာပိစိကာနှင့်အရိယာနွယ်လောင်းဟောတို့ရှိကသရောကောင်းတို့သည်ဂမ္မီရာစိန်တကားနည်းနည်းသည့်တတ်တဘောတွင်ကိုနည်းနည်းစွာကြံစင်အကြံကောင်းဝင်တော်မူကြကုန်သည်ဖြစ်ပေ။ဂမ္မီရှိကပြုဖန်ကုသောကံတို့စီမံထောက်မှလက်ရောက်ရသောညာလာသီသည်ကြည်ကြည်ငယ်နှင့်နှိမ့်ရွယ်ရောယူကိုယ်တော်တို့ပိုင်သာသည့်ကာမဝုဒ္ဓအဆုစုတို့ကို ဟိတဝါငါတို့ပိုင်ကြဤကမတရားတို့သည် အများနှင့်ဆန်းဆန်းပေးဒီကဝန်ချမ်းယန္တိကမြောင်များတကယ်ကိုကြောက်လန့်ဖွယ်ဒီမှာတကားဟုကြောက်ရတော့ဉာဏ်ကျွဲလွတ်လွတ်ကြီးဆွမဲတော်မူကြကုန်သည်ဖြစ်၍ပပဇိန်သူဂရဝါဒတမ္ပါဒဟုကိစ္စများမြောင်းလူတို့ဘဝနှောင်းကိုလွတ်အောင်ကြုံလျက်ယုံကံထွက်၍နိတ္တရွှင်လန်းရှင်ယဟံပြည့်၍တောထွက်တော်မူကြလေကုန်၏ ဒုမမီမျက်နှာကမ္မတအတရားဟုသနာကျင်အောင်တင်းသူတော်ကောင်းတို့သည်လည်းပဲဗဗိဇိတာဝုထုကမ္မဟုတမျှမှမရအရာကြုံလှည့်ရဲ့ယုံကံထွက်ကြကုန်သည်ဖြစ်၍သူမေတ္တာသမရိတာမိဖြာခုမင်းပုံအတွင်တို့ရှိခင်လေးမျှနှစ်သက်အပ်တော်သီလကိုယ်စီကိုယ်ခန့်ရှိကြကုန်သည်ဖြစ်၍ဤသို့ဘုရားအလျာပိစိကာနှင့် အရိယာအနယ်လောင်းဟိုတို့ရှိကသူတော်ကောင်းတို့ကိုအနုသိခာဟောအတုနိုင်ခာကျင့်တရာကိုကျင့်ကမသွေအာထုတ်နိုင်ကြပါစေကုန်တည်း